မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်မိတ်ဆွေများကိုဘောနောပင်ရှိအထေကီလေးလုံးယူတဲ့နေ့ကိုတွင်နေတော့အရှင်းပြပြသွားမှာဖြစ်ပါတယ်ဘောနောနေ့ရှိပေးနေဆဲဖြစ်တဲ့အထေကီလေးလုံးယူတဲ့နေ့ဖြစ်ပါတယ်ဘောနောโอเคကျွန်တော်ဒီ9669ခု9တုံများရှောက်3399အနေစပြီးတော့ပြပြသွားမယ်ဗောနော်ဒီရှောက်လေး8093တို့4694တို့3333များတို့က ဘယ်ကနေယူထားတယ်လဲဆိုတာလေးကိုကျွန်တော်တို့မိတ်ဆွေများသိအောင်ပြန်ပြပြပေးသားမယ်ပါနော်။ဒါလေးကနေယူထားခြင်းဖြစ်ပါတယ်ပါနော်။ကျွန်တော်ဒီလိုမျိုးအရှိရေမရေးတော့ဘူးပါနော်။လိုအပ်တာလေးကိုပဲရေးပြထားမှာဖြစ်ပါတယ်။ဒါပရိတ်တွင်နေတင်ပြီးတော့အားဖြစ်ပါတယ်ပါနော်။ဒီရှောင်းနေငါးငါးလေးလေးဖြစ်ပါတယ်ဗောနော်ဒီကနေစပြမှာဖြစ်ပါတယ်ကျွန်တော်ကလိုအပ်တဲ့ငါးလေးလေးကိုပဲယူထားတာဗောနော်ရှောင်းနေငါးငါးလေးလေးရှောင်းလေးရှင်းဆိုတာကဒီရှင်းဆုံး၃လုံးတည်းရအနောက်တစ်လုံးကိုယူထားတာဗောနော်၉ခု၉ပြီးရင်၉၃၁ ဒီမှာကတော့၄၈၈၆၄၈၉၃ဒီ၄၅၄ဆိုပြီးရေးပြထားတာဖြစ်ပါတယ်။ဒီဟာလေးတွေဘာလို့ဒီ၆၄၈ရ၉၃ဒီရပြီးရင်တုံများ၆၃၄၅၄၃၉၅၃၃တုံများ၉၀၅တုံများ၉၈တုံများ၉၇၇ဆိုတာလေးကဒီ၈၃လုံးတည်းအနောက်တစ်ခုပေါ့နော်။ဒီဟာလေးကိုယူထားခြင်းဖြစ်ပါတယ်။ ပြားလေးတွေပေါ့နော်ဒီအောက်တောက်၆ဖြစ်ပါတယ်ဒါလေးကိုယူထားခြင်းဖြစ်ပါတယ်ဒီငါးလေးလေးကနေစပြတာပေါ့နော်ဒီအရှိမလေးရှိသေးတယ်ပေါ့နော်သူပေးနေဆဲပဲဖြစ်ပါတယ်တော်တော်ကျွန်တော်ကဒီ9963တောင်းရှောက်သုံးတုံးကိုကနေစာပြီးပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာနေ့ရှိပေးနေဆဲပဲဖြစ်တဲ့အထီးကိလေးလုံးမထီမဖြစ်အထီးကိလေးလုံးလို့လည်းပြောလို့ရတယ်ပေါ့နော်ဆိုတော့ ဒီရှင်းနှကြင်16ရှောင်းနှလေးပေါင်း30သုံးများကိုတစ်တုတ်တစ်တင်းရဲ့ဘာဝ6ပေါ့နော်သုံးမဟုတ်သုံးများ sorry တစ်ကို9ပေါင်း6ပေါ့နော်သုံးများတစ်6ခွန်အထီးကီးလေးလုံးမှာ9ခွန်9ရှားပေးသွားခေတာဖြစ်ပါတယ်။ဒါကြောင့်မို့အထီးကီးခုနှစ်တလုံးကအလေထဲညာကရှားပေးသွားခေတာဖြစ်ပါတယ်ခင်ဗျာ။ Okay နောက်ထပ်တစ်ပြင်9ခွန်9 9 3တစ်ဆိုတဲ့အတွက်ကြောင့်မို့ဒီတစ်နှကြင်ကနေပေါ့နော်နေနဲ့3ပေါင်းရှင်း900ရာတွေအတွက်96ရှောင်းရဲ့ဘာဝတစ် နေပါနော်ငါ၆တင်းနေကိမှာတုံမြ၆တုံးချပေးသွားတယ်ပါနော်ကိုခွန်ကိုပြီးတော့နောက်ထပ်တစ်ပြင်မှာတုံမြ၆တုံးဆိုရအတွက်၆တလုံးချပေးသွားတယ်ပါနော်ပြီးရင်ဒါ2023ကဟာလီဖြစ်မယ်ပါနော်၄နှစ်ကျင်၈ရှင်းနာ၅ပေါင်း73 3 6တုံမြကိမှာ395ချပေးသွားခေတာဖြစ်ပါတယ်ဒါကြောင့်မို့အထီးကိအနေနဲ့3ရက်9ရက်ဆိုပြီးတော့အထိတ်စီးနဲ့အလေထိုင်နေရာမှာကိနှလုံးစလုံးချပေးသွားတာဖြစ်ပါတယ် 3933များဆိုတဲ့အတွက်3တစ်ကြိမ်34ရပါဝါကို3များ3 4 9များမှာရှောက်3များ3ဒါကြောင့်မအထီးကအနေနဲ့3ရ3များရဲ့ဆိုပြီးကီးနှလုံးစလုံးအလေးနဲ့အပိတ်နေရာမှာရှာပေးသွားတယ်ပေါ့နော်6တုံများ3900ဆိုတဲ့အတွက်တုံများ2ချိန်ပေါင်းတုံများတုံများ1 1ရပါဝါ6ခွန်တုံများ1 6ခွန်ကြီးမှာ6နှစ်6ရှာပြီးသွားတယ်ပေါ့နော် ရှောင်းနှစ်ရှောင်းစရတဲ့အထီးကိရှောင်းသလုံးထိန်နဲ့အပိတ်နေရာမှာဖြစ်ပါတယ်။ရှောင်းနှစ်ရှောင်းကနေထပ်ပြီးလေလာကြည့်တော့93မြောက်9ဆိုတဲ့အတွက်9နှစ်ကြိမ်ပေါင်း78 9 9ရဲ့ပါဝါ4 9845ကီမှာ48တိဖြစ်ပါတယ်။အဲ့ဒီမှာလေအထီးကိနှလုံးစလုံးပေါ့နော်လေးနဲ့ရှင်နဲ့ထိန်စီနဲ့အလေထိန်နေရာမှာရှားပေးသွားတာဖြစ်ပါတယ်။လေ၈၈၃မြောက်၉ဆိုတဲ့အတွက်၉နှစ်ကြိမ်ပေါင်း၈၈၉၄၅ကီပဲထပ်ပြီးရတာပေါ့နော် ၄ရှစ်တိပိသံသောထပ်တပြင်းမှာက၅ကိုရှစ်ဖြစ်ပါတယ်အဲ့ဒီမှာတော့ကီး၃လုံးစလုံးအပြီးဘောနောထိတ်လေးပိတ်အပြီးကီးချပြီးသွားတယ်ဘောနောကီးလေးလုံးထဲက၃လုံးအပြီးချပြီးသွားတယ်နောက်တစ်ခု၅ကိုရှစ်ခွန်နှစ်ခွန်ဆိုတဲ့အတွက်ခွန်နှစ်နာကျင်လေးလေးတဲ့နှစ်ပေါင်း၆ရှောက်ခွန်ခွန်ရဲ့ပါဝါနှစ်၃၆ခွန်နှစ်၃ကီးလေးလုံးထဲကနောက်ထပ်တပြင်းမှာတိတိ၆ဆိုတဲ့အတွက်အထီးကီးလျှောက်သလုံးအပိတ်နေရာကဖြစ်ပါတယ် โอเคนาทติติชอคนชอบต้มสุดด้วยต้มนะจังชอบชาวนาทับปองสนิเนี่ยต้มต้มเยบาวาเชโกเนี่ยต้มเชโกกีมาชอบกูต้มยาสุดด้วยด้วยจอมอธิกิกูดลงอเลทินยากาพิบาร์เชอบกูต้มยาคนเล็กคนสุดด้วยด้วยจอมปอนอตีคนนี้นะจังปองสนิเล่นเล่ปองชียาด้วยด้วยจอมเชโกกูเยบาวาเลงาเชโกเลงากีเทกะงากูต้มชาบีตัวราพิบาร์เ အထေကိအနေနဲ့ကတော့9နဲ့9နဲ့ဆိုပြီးကိနှလုံးစလုံးထိနေအလဲနေရာမှာရှားပြီးသွားတာဖြစ်ပါတယ်ရှောင်းနဲ့၄ပေါင်း၂၀၄သလုံးကြံမယ်ပေါ့နော်၄၅၅ရေပါဝါ၃ည၁၄၅၃ည၁ကီမှာ၅၃ည၄ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာကီ၄လုံးထဲက၃လုံးစလုံးအပြည့်ချပြီးသွားတယ်ပေါ့နော်၃ည၄၅၃ည၄ပေါ့နော် နောက်တစ်ခု၅တုံများ၄တုံများတိလျှောက်ဆိုတဲ့အတွက်၆နာကျင်စနစ်73 34 4ရဲ့ပါပါ9တုံည3 4 9တုံများကိမှာ၅တုံများ3ဖြစ်ပါတယ်။ဝတိကိအနေနဲ့၃ညရဲ့၃ရဲ့ဆိုပြီးအလင်းနဲ့အပိတ်နေရာမှာရှားပေးသွားတာဖြစ်ပါတယ်။နာတုံများ3 9 5ဆိုတဲ့အတွက်အငါးနှစ်ကြိမ်ပေါင်း30ခွန်နဲ့ထပ်ပေါင်းခွန်ခွန်ရှိရှိရဲ့ပါဝါက73 4 6 9 5 ခွန်ရှင်းသုံးလေးကိမှာ336ရှားပြီးသွားတာဖြစ်တဲ့အတွက်ကြောင့်မို့3ကထိတ်စီနဲ့အလေထိန်နေရာမှာဖြစ်ပါတယ်။တက်က3ချိန်ဆိုတဲ့အတွက်3ဖြစ်သွားမယ်ပေါ့နော်။3လေး၄ရဲ့ပါဝါ930 3လေး9သုံးများကိမှာ3ည4တိဆိုတဲ့အတွက်အဲ့ဒီတပင်းမှာလေအထီးကိရ3ညနဲ့4နဲ့ဆိုပြီးကိနှလုံးစလုံးရှားပြီးသွားတယ်ပေါ့နော်။ တောင်များလေးတိငါခွန်ကိုဆိုတဲ့အတွက်ကြောင့်မို့ကိုနှကြိမ်ပေါင်းရှင်းက၁၈၁၈နဲ့ခွန်နဲ့ပေါင်းရင်၂၅ကို၅ပဲရည်ပြီးတော့ငါကို၁.၃တာ6ရှောင်းရဲ့ပါဝါထည့်ယူတော့7တိတိနှစ်ပေါ့နော်ငါရှောင်းတိနှစ်ကြီးမှာ6ရှောင်းခွန်ချပေးသွားတာဖြစ်ပါတယ်6ရှောင်းခွန်ဆိုတဲ့အတွက်အထီးကိ6တလုံးအလဲထည့်နေရတာဖြစ်ပါတယ်ခင်ဗျာ ရှေ့ရှောက်ခွန်နေ့တည်နေ့ဆွေအတွက်နေ့နဲ့ချိန်ပေါင်း၄၄တည်ပေါင်း၅ဆိုတဲ့အတွက်ကြောင့်မို့၅၆၆ရဲ့ပါဝါတိနေ့၅၆တည်နေ့ကိမှာရှောက်တုံမြ၆ချပေးသွားတာဖြစ်တဲ့အတွက်အထီးကိ၆တလုံးထိတ်နဲ့အပိတ်ညာမှာဖြစ်ပါတယ်ရှောက်တုံများ6နိနစ်တုံများဆိုတဲ့အတွက်နိနက်တုံများနဲ့ပေါင်းရှင်းနေရတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့နိ3ယူမယ်ပေါ့နော်နိ3 3ရဲ့ပါဝါဒီ ရှေကိုတေတိုကိုနေတောင်းရှေကိုကိမှာရှောက်ရှောက်နေစရအတွက်အထီးကိနေတလုံးရှားပြေးသွားတယ်ပေါ့နော်။ Okay ရှောက်ရှောက်နေကနေထပ်ပြေးလေလာဒီတော့ဒီကိုလေးနှချိန်ပေါင်းရှစ်ရှေကိုကိုရဲ့ဘာဝါလေးငါရှေကိုလေးငါကိမှာရှောက်ရှောက်၅ဖြစ်ပါတယ်။ရှောက်ရှောက်နေပြီးတော့၆၆၅ပေါ့နော်။၅တလုံးအပိတ်နေရာကရှားပြေးသွားတာဖြစ်ပါတယ်။ ။ Okay ဒီမှာဆိုရင်ဒီစာမျက်နှာမှာဆိုရင်အဆက်ရှိချိန်ရှိသွားခဲ့ပြီဖြစ်ပါတယ်ဗောနော်။ Okay ထပ်ပြီးတော့ဒီဘက်ရှောင်းရှောင်းကားအနေထပ်ပြီးလည်လာကြည့်အောင်။နေ့နာချိန်ပေါင်းရှင်းလေးဖြစ်ပါတယ်။လေးနဲ့တစ်ပေါင်း9 6 6ရေပါဝါ1 2နေ့9 6 1နေ့ကီလေးလုံးယူမယ်ဗောနော်။သူရှားပြီးသွားတာက9ရက်နှစ်ဆိုတဲ့အတွက်ကြောင့်မို့အတ္တိကီ6ရက်နှစ်ရဆိုပြီးရှားပြီးသွားခဲ့တာဖြစ်ပါတယ်။ဒါပြီးခဲ့တဲ့19ကြိမ်တုန်းကဟာဖြစ်မယ်ပေါ့နော်။ ပြီးခဲ့တဲ့နေ့19ကြိမ်ကဟာဖြစ်ပါတယ်။တင်းနှစ်ကြိမ်နေ့နေ့နဲ့6ပေါင်းရှင်းချရာတွေပေါ့နော်။ရှေးကိုကိုရပါပါက၄ငါရှေးကိုလေးငါကီထဲကတုံညာအလေးလေးရှားပြီးသွားတာဖြစ်ပါတယ်။အထီးကိအနေနဲ့အလေးတလုံးအလေးနဲ့အပိတ်နေရာမှာဖြစ်ပါတယ်။ တုံးများလေးလေးနင်းနင်း9ဆွေအတွက်9နှစ်ကြိမ်30နှစ်တလုံးကြံတဲ့အတွက်နှစ်3 3ရပါဝါရှိကိုနှစ်3ရှိကိုကီမှာနှစ်နှစ်တခြားပေးသွားတဲ့အတွက်ကြောင့်မို့အထီးကီနှစ်တလုံးရှာပေးသွားတာဖြစ်ပါတယ်နှစ်3ရှိကိုထဲကနှစ်တလုံးနှစ်နှစ်တက်ရှောင်းရှောင်းတဲ့နှစ်ပေါင်း800ရမယ်ပေါ့နော်ရှိကိုလေး9ကီလေးလုံးဆိုပြီးရမယ်ခင်ဗျာနောက်ထပ်တစ်ပင်မှာကရှင်းလေး3ချပေးသွားတာဖြစ်ပါတယ်ဒါကြောင့်မို့အထီးကီချင်းနဲ့လေးနဲ့ ထိတ်နဲ့အလဲနေရာမှာရှားပေးသွားတာဖြစ်ပါတယ်။ကုန်းနာကျိန်ဆက်ရှင်ရှင်နာ9ပေါင်း73 34 9ညာကီဆိုပြီးရမှာပေါ့နော်။863ဖြစ်ပါတယ်။863ဆိုတဲ့အတွက်အထီးကေး3တလုံးက အပိတ်နေရာကဖြစ်ပါတယ်။နောက်ထပ်တစ်ပြင်863 4နှစ်ဆိုတာနှစ်နှစ်ကျိန်လေးလေးနဲ့လေးပေါင်း8 8 945ကီထပ်ရတယ်ပေါ့နော်။နှစ်တုံများ9ဖြစ်ပါတယ်။အထီးကေး9တလုံးအပိတ်နေရာက ဖြစ်ပါတယ်ခင်ဗျာ။ နှစ်တော်များကိုတော်များရှောင်း90ဆွဲအတွက်90ကျင်း30ရှောင်းခွန်ခွန်ရဲ့ပါဝါနှစ်တုံး6ခွန်3ကိမခွန်ခွန်9ဆိုရအတွက်အထီးကိ9တလုံးထိနေအလဲနေရမှာဖြစ်ပါတယ်။ဒါက2025ဘောနော်တကြိမ်ဟာဖြစ်ပါတယ်။9 3 29 9 8 3 4ကိရမယ်ဘောနော်ခွန်3ည3ညချပေးသွားတယ်ဒါ2ကြိမ်3ကဟာဖြစ်ပါတယ်။9တလုံးချပေးသွားတယ်ဘောနော် ရှင်းနာကျင်း၁၆ဇက်ခွန်ခွန်ရှင်း၃လေးကီ၃ကျင်းအတွက်ပေါ့နော်အဲ့ဒီမှာ၃ခွန်ခွန်ဆိုတဲ့အတွက်အထီးကီ၃ရခွန်ရအပြည့်ဖြစ်ပါတယ်ပေါ့နော်၄ကျင်းမှာတော့၃ခွန်ခွန်နဲ့ထပ်ပြီးလေ့လာကြည့်တော့၆ချောင်းနဲ့တင်ပေါင်းခွန်ခွန်ရှိ3လေးကီးမှာ3ခွန်ခွန်ပြီးတော့6ကိုလေးချပေးသွားတာဖြစ်ပါတယ်အတေကီရှင်းတဲ့လေးနဲ့ထိတ်စီးနဲ့အပိနေရာမှာဖြစ်ပါတယ်ဗောနော် ရှိကိုလေး933မြပြည်ဒီ933မြကိုနိခွန်34 9ဒုံမြကြီးရမယ်ပါနော်963ဆိုတဲ့အထီကြီး3ဒလုံးအပိတ်နေရာကဖြစ်ပါတယ်ဟုတ်ကဲ့3ဒလုံးအပိတ်ပါနော်963 9နိခွန်ဆိုတဲ့အတွက်9နှစ်ကျင်း44လေးနဲ့နေပေါင်း6 6ခွန်နိ3ကြီးမှာ6 8ခွန်ချပေးသွားတာအတွက်ကြောင့်မို့အထီကြီး6နဲ့ခွန်နဲ့ဖြစ်ပါတယ်6နဲ့ခွန်နဲ့6 8ခွန်ပါနော် ်ခုခွန်60ဒီခွန်60တို့နင်းငါးလေးလို့ဆိုတာကကျွန်တော်ဒီဟာလေးတံပြပေးမယ်ပေါ့နော်ဒီမှာကိုနေခွန်ပြီးရင်ခွန်60နင်းငါးလေးနေ66နင်းနေခွန်နင်းငါးလေးပေါ့နော်ဒါလေးယူထားတာဖြစ်ပါတယ်60ခွန်ခွန်60ကိုနေခွန်နင်းငါးလေးဒါလေးတွေယူထားတာရှင်းဖြစ်ပါတယ်ပေါ့နော်6ခွန်နဲ့3ကီထပ်ပြီးရတယ်နောက်ထပ်တစ်ပြေမှာကနင်းနစ်ခွန်ဆိုတဲ့အတွက်အထီးကီခွန်နဲ့နင်းနဲ့အပူအပီးဖြစ်ပါတယ်ခင်ဗျာ ။ Okay နိနေခွန်င်းကားလေးဆွဲအတွက်လေးနဲ့ကျင်ရှစ်ရှင်းနံကားပေါင်း73 3လေးလေးရပါပါ9 3ည3လေး9 3များဒီရှစ်ကျင်အတွက်အထီးကြီးလေးလုံးစုပြီးရမှာဖြစ်ပါတယ်ဗောနော။ဒါကျွန်တော်မိတ်ဆွေများတွင်ဤလေလာလို့ရအောင်တင်ပြရှင်းတာဖြစ်ပါတယ်ကိုခွန်ကိုကနေစာပြီးတော့ဗောနော်တွေ့ရရှိမှလည်းရှိသေးတယ်ဗောနော်အဲကျွန်တော်ဒီကိုခွန်ကိုကနေအခုလောလောဆယ်ပြပြီးတပင်ရှင်းပြပြထားတာဆိုရင်တော့အလုံးဝကိုပေါ့ပြီးမရှိသေးဘူးဗောနော် ဒီရှိချိန်မှာတော့ကျွန်တော်တို့တွင်နေအရာဆိုရင်တော့3 4 9 3များကြီးထိရမယ်ပေါ့နော်โอเคဒီ3 4 9 3များကြီးဒီကျွန်တော်တို့ဒီအပြည့်ခွေကနန်း6လုံးပေါ့နော်6လုံး6လုံးထဲက3လုံးအပါပေါ့နော်အဲ့ဒီမှာလဲကျွန်တော်ပြပေးထားတယ်ပေါ့နော်တွင်နေနှစ်ပြည့်မှာပြပေးထားတယ်အဲ့ဒီမှာနှစ်3 4 5 6 9ဆိုတော့ဒီမှာ3 4 9 3များဆိုတော့အထီးကြီး3 4 9ထိရမယ်ပေါ့နော် အထီ3 4 9နဲ့ကျွန်တော်တို့ရှုပ်ထားတဲ့ရှုပ်ကွက်အနည်းရှုပ်ပြီးရောမှာတင်ပေးထားတာ3 4 9ကလည်းဒီမှာ အထီးကြီးအနေနဲ့အကုန်လုံးကညီနေပြီးသားဖြစ်ပါတယ်ပေါ့နော်။ Okay ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလည်းဒီ၈ချိန်မှာကံကောင်းကြပါစေခင်ဗျာ။ကျေးဇူးတင်ပါတယ်။